့ဘယ်လိုပြောမလဲအရင်မမောက်မာရဘူးပေါ့နော်ခလေးဟိုကိုယ်ပညာပေးခြင်းအောင်ပေါ့နော်ဒီလိုမျိုးပဲကိုယ်လည်းလည်းမမာလေးနေရတာပေါ့တချို့ကြတော့လည်းရှိတယ်ဟိုအငယ်ပေမဲ့အကြီးတွေကိုသွားပြီးပခုံးချင်းရှင်တာမျိုးတွေတို့ဘာလို့ကြတော့လဲဒါအကြီးတွေကနည်းနည်းမျက်စိစပွင့်မွေးဆူးတာတွေပါရှိတတ်တာပေါ့ เนาะဆိုတော့ကိုကလည်းနေတတ်ရတာပေါ့လေအဲ့ပေါ့လိမ်မာရတာပေါ့လိမ်မာပါ accuracy လည်းလိမ်ပါပါတယ်เนาะလူကြီးတွေနဲ့လည်းလိမ်မာသလိုကလေးတွေနဲ့လည်းလိမ်မာရတာပေါ့အဲ့ဒါမှသာလေသူပြောမလဲဟိုစံပြတရားပေါ့ခေါင်းဆောင်ကောက်တရားဖြစ်တယ်လို့မျိုးနောက်လိုက်ကောင်းတရားလည်းကိုကဖြစ်အောင်နေရပါတယ်เนาะ မင်္ဂလာပါခင်ဗျာ Miss Grana ဟိုတနေ့က National Costume နေ့ရနေအဲ့ဒီကလေးကနေပြီးတော့ဒိုင်လုပ်တယ်မနေ့ကလည်းဟိုတနေ့ကလည်းလာဒီနေ့လည်းလာပေါ့နော်ခမ်းနားတယ်တော်တော်ခမ်းနားပါတယ်မြင်ရတာလေမိုက်တယ်ဟောကောင်းပါတယ်ဟိုဒီနေ့မှကျွန်တော် Miss Grana ကိုတခါမှမတက်ဘူးဒီနေ့မှကျွန်တော်တက်တာဟိုဟာဒီ Mirror Sign တော့လေ Organizer နေ့ကလည်းကျွန်တော်တို့ကအရင်တည်းကခင်တာကြာပြီးတော့အနည်း20ကျော်ပြီပေါ့အဲ့တော့အရင်တည်းကခင်တာအရင်တော့ဆိုလို့ရှိရင် အဲ့ဒီအဲ့ဒီ miss ပွဲတွေမှာလည်းတို့ကျွန်တော်တို့မြကျင်းအားထိသွားပြီးတော့အဝတ်အစားတွေလိုက်ပြီးတော့ sponsor ပေးလို့ live ဝေးရတာတွေရှိတယ်အဲ့တုန်းကတော့ miss universe တင်တယ်မြကျင်းအားပေါ့အဲ့ဒီပွဲတွေခဏအမြဲနှစ်တိုင်းလေးပါလို့ပဲကျွန်တော်ကျွန်တော် sponsor ပေးဖြစ်တဲ့နှစ်တွေပေါ့လေအဲ့ဒါဆိုရင် live ဝေးပေးရတယ်ဘယ်လိုပြောတာလဲအဲ့ဒါမြို့တွင်း city လာ city ပွဲပေါ့နော်အဲ့ဒီမှာမြကျင်းအားကိုကျွန်တော် sponsor ပေးဖြစ်တယ်လုပ်ပေးဖြစ်တယ် live ဝေးတယ်ပြောစရာကြီးကလေးမလေးတွေအကုန်လုံးကချစ်စရာလေးတွေပါနော်အဓိကကတော့ဟိုပါဘယ်လိုပြောမလဲ ဟိုလေအရက်ကလေးမြင်နေတာတော့ပို့ပြီးတော့တပန်းတာတာပေါ့လေဒါကဘယ်ဘသူမဆိုပေါ့အဲခြိုက်ပါတယ်အကုန်လုံးခြိုက်ပါတယ်ဒါကတော့ဒိုင်နေရဲ့ဆုံးဖြတ်ချက်ပေါ်မူတည်တာပေါ့လေနော်အေးဟဲ့ရှိပါတယ်ဟိုကျွန်တော်နာမည်မသိတာမျက်မျက်လုံးနဲ့မျက်မှန်းတမ်းမိတာတွေရှိတယ်နာမည်လေးတွေတချို့မသိဘူးပေါ့နော်အဲ့ဒါမျိုးလေးပေါ့အကုန်လုံးကတော့ချစ်စရာကောင်းမှာအလုံးကတော့စူးစမ်းကြတာပဲလေနော်ဟိုဒီလိုပါပဲလူတိုင်းကတော့ဟိုဘယ်လိုပြောမလဲအောင်မြင်နေတဲ့သူတွေ အောင်မြင်နေတယ်ရေမဟုတ်ပေါ့လေဘာသူမဆိုပေါ့ဘယ်လိုင်းမှမဆိုဒီလိုပဲအခက်အခဲတွေနဲ့ကြုံတွေ့ရတာတွေလည်းရှိတာပဲပေါ့နော်ဒါကတော့ဒီလိုပဲပေါ့ကိုယ်အလုပ်အလုပ်စလုပ်ကြရရနေပြီးတော့ဇနစ်ထက်တိုင်အထိမှအခက်အခဲတွေရှိတော့မှဒီအခက်အခဲတွေကိုအောင်မြင်အောင်ကျော်လွှားနိုင်တော့မှဒါလင်ဒါအောင်မြင်တဲ့လူတယောက်ဖြစ်နေရတရာရဲ့နေရတနေရာမှာပေါ့ရက်တည်နိုင်တယ်ဒါကတော့ထုံးစံပဲပေါ့နော်ဒီလိုပါပဲအကုန်လုံးကတော့လေတယောက်နဲ့တယောက်ကဟာမိုနီဖြစ်မှာပေါ့เนาะကျွန်တော်တို့ကចောင်းចောင်းစာတင်တဲ့ဘုံကလည်းចောင်းစာအလျောက်ပေါ့ဒီလိုပဲဆရာဆရာမတွေခြေအောင်နေရမယ်ဆရာဆရာမတွေ ဘယ်လိုပြောမလဲအလိုက်တတိပေါ့အဲ့ဒါမျိုးပေါ့နော်နောက်ပြီးတော့ကျွန်တော်တို့ဇကားတွေလည်းရှိတယ်နော်ခြေတုပ်ပဆုမွေဆွဲဂျိုးဆိုတာမျိုးပေါ့နော်ဒါကဂျနိခက်နဲ့တော့ကိုင်းချင်မှာကိုင်းမှာပေါ့လေနော်ဂျနိခက်က online ခက်ဆိုတော့တချို့ကတချို့မိဘတွေဆိုရင်လည်းကိုယ်သားသမီးကိုအရန်ဖူးဖူးမှုတ်ထားကြတော့ဟိုဘယ်သူမှဆိုပြောဆိုပြောတာတွေမခံနိုင်ကြဘူးအပြောတော့မခံနိုင်ထိတာတို့တာရိုက်တာလည်းမခံနိုင်ကြတော့ဘိုင်းမမပွဲတွေဖြစ်နေတာလည်းအများကြီးရှိတယ်လေနော်ဆိုတော့ဒါဒီလိုပါပဲ သူခနဲ့သူသူအလျောက်ကတော့အများတန်းတော့ပြောင်းလဲနေတာနော်ဒီလိုပဲခေါ်ပါတယ်ဘယ်လိုပြောမလဲအဲအခုပေါ့ senior junior ဆိုတာတွေကဒီလိုပဲလေတချို့လည်းပြဿနာတွေရှိသလိုမျိုးတချို့ကလည်းပြဿနာမဖြစ်ဘဲနဲ့အေးဆေးဆေးချစ်ချစ်ကဲကဲနေကြတာရှိတယ်အဲဘယ်လိုပြောမလဲကျွန်တော်တို့ခက်တုန်းကကျတော့ကျွန်တော်တို့ရဲ့ senior junior ဆိုတာကကိုယ့်ရဲ့ဒီဆရာအရင်ဆရာတယောက်တည်းရဲ့ တပည့်အချင်းချင်းမဟုတ်ပဲねတခြားဆရာတွေတခြားတပည့်တွေ ਨੇ ဖြစ်ကြတာတွေရှိတယ်ပေါ့ဒါတွေကအမျိုးဆုံးကျွန်တော်တို့ဘယ်လိုပြောမလဲကြားနေတာအကြောင်းအကြောင်းဆိုလဲဒီလိုပဲလေအကြောင်းအကြောင်းချင်း fight ကြတာတွေရှိတယ်လေဒါမျိုးပေါ့အဲ့လိုမျိုးတွေရှိကြပါလေအေးပေါ့ကိုကလည်းကောင်းအောင်နေရတာအေးပေါ့ဒီလိုပဲပေါ့ကိုကဘယ်လိုပြောမလဲအရင်မမောက်မာရဘူးပေါ့နော်ကိုကိုပညာပေးခြင်းအော ော်ဒီလိုမျိုးပဲကိုယ်လည်းလင်းမမာလေးနေရတာပေါ့တချို့ကြတော့လည်းရှိတယ်ဟိုအငယ်ပေမဲ့အကြီးတွေကိုသွားပြီးပခုံးချင်းရှင်တာမျိုးတွေတို့ဘာလို့ကြတော့လဲဒါအကြီးတွေကနည်းနည်းမျက်စိစပွင့်မွေးဆူးတာတွေပါလေရှိတတ်တာပေါ့လေနော်ဆိုတော့ကိုယ်ကလည်းနေတတ်ရတာပေါ့လေအဲ့ပေါ့လိန်မာတာပေါ့လိန်မာပါအခုရက်တည်းလည်းလိန်မာပါတယ်နော်လူကြီးတွေနဲ့လည်းလိန်မာတယ်လို့ကလေးတွေနဲ့လည်းလိန်မာတာပေါ့အဲ့ဒါမှသာလေသူပြောမလဲဟိုစံပြတရားပေါ့ခေါင်းဆောင်ကောက်တရားဖြစ်တယ်လို့မျိုးနောက်လိုက်ကောင်းတရားလည်းကိုယ်ကဖြစ်အောင်နေရပါတယ်နော်အော်ဒီလိုပါပဲဘယ်လောကမှမဆိုရှိတာပဲ เนาะဒီဇိုင်နာလောကမှာလည်းရှိတာပဲတချို့ဘယ်လိုပြောမလဲအခုရန်ခင်နေကြတဲ့သူတွေဆိုလို့ရှိရင်လည်းအရင်တော့ဆိုလို့ရှိရင်ကိုဆက်ဆက်အောင်ဆုံးချင်းမှာမခင်ကြတဲ့ဝန်ကတော့ဘယ်လိုပြောမလဲတယောက်နဲ့တယောက်ကတော့ကစားလေးတွေအဲဘယ်လိုအမြင်မကြည်တာလေးတွေရှိကြတာပေါ့လေနောက်ပိုင်းကျတော့ရှင်းရှင်းလင်းလင်းပုပ်ပုပ်လင်းလင်းတွေပေါင်းကြတယ်သွားကြတယ်ခီးတွေသွားကြတယ်ဆိုတော့ဒါကကိုအချောင်းတယောက်အချောင်းတယောက်ကတိသွားတယ်နားလေသွားတယ်ဆိုလို့ရှိရင်တော့ဒါက ဘသူမဆိုပေါ့နော်ခင်သွားကြရင်အပြစ်မမြင်ကြတော့ပါဘူးမခင်ရင်သာအပြစ်မြင်ကြတာပေါ့နော် तू ကငါ့ကိုဘလို့ချိုးချိုးတာလဲလို့သိမှာဘလို့ကြည့်တာလဲလို့ကြည့်တာအစားလေမခင်ဘူးဆိုရင်တမျိုးတွေဖြစ်တတ်ကြတာပေါ့အဓိကတော့ခင်မင်ရင်းနှီးမှုရှိရမယ်အရင်ဆုံးရင်းနှီးမှုကိုတိဆောက်ရမယ်ပေါ့နော်ဘယ်ဘယ်နေရာမှာမဆိုဘူးအဲ့တော့မှသာလျှင်အဲဘလို့ပြောမလဲစီနီယာပဲဖြစ်ဖြစ်ဂျူနီယာပဲဖြစ်ဖြစ်ကိုယ့်ကိုချစ်ကြမယ်ခင်ကြမယ်လက်တွဲခေါ်ကြမယ်ဒါလေးကတော့ရှိရှိချဖြစ်တတ်ကြတယ် မရှိဘူးကျွန်တော်မှာကျွန်တော်မှာတော့မရှိဘူးဒါကကိုကလည်းဘယ်လိုပြောမလဲပေါ်တော်တော်နေရတာပေါ့တိလာပေါ်ပေမဲ့လည်းအချက်ကြောက်ယူသေးပေါ့ဒီလိုပဲပေါ့နော်ကျွန်တော်ကကြတော့ခလေးတွေကိုမေးကြည့်လို့ရတယ်ကျွန်တော်ကြောက်တယ်ဆိုမကြိုက် ကျွန်တော်ဥချထားတယ်လေကျွန်တော်ဥစားတွေပေးနေကျွန်တော်အတွက်တွေလုပ်နေတယ်ကျွန်တော်မချိုက်ဘူးဟဲ့နင်တို့ပုတ်ပတ်ပပပဲနေပုတ်ပင်လေးနေတယ်ချွတ်ချွတ်တချို့နေရလာတဲ့ကလေးတွေရှိတယ်အိမ်မှာပဲနေကြမယ်ဆိုပထမဆုံးလာရင်လူကြီးသူတို့ရဲ့လူကြီးမိဘတွေကလည်းတင်ပေးလိုက်တာပေါ့လေဆရာသမားကိုဘယ်လိုဆက်ဆံရမလဲဘယ်လိုလုပ်ပေးရမလဲဘာညာပေါ့ဒီလိုမျိုးတွေရှိကြရတာပေါ့ဒါပေမဲ့ကျွန်တော်စီရောက်လာရင်သူတို့ကအဲ့လိုတွေဖြစ်နေကြောက်နေတယ်လို့ပြုတ်နေတယ်လို့ဆိုကျွန်တော်မကြိုက်ဘူးအဓိကကကိုယ်ကြောက်တယ်ဆိုလို့ရှိရင်သူတို့မှာ ဟိုဘယ်လိုပြောမလဲခိုးပြီးတော့လှုပ်ရမယ်အကြောင်းအရာတွေရှိမယ်မပွင့်လင်းကြတာတွေရှိမယ်အဲ့ဒါမျိုးတွေရှိမှာပေါ့ဆိုတော့ကျွန်တော်ကတော့ပုံမှန်လင်းလင်းပဲပေါင်းစေခြင်းနဲ့ပုံမှန်လင်းလင်းပဲပေါင်းတယ်ဆိုတော့နောက်ပိုင်းကျတော့ကလေးတွေကမချိန်မကြောက်တော့ဘူးမချိန်တော့ဘူးဒါပေမဲ့ကိုစုလိုက်ရင်တော့လေသူတို့ဝက်သွားတာမျိုးပေါ့လေဒါမျိုးပေါ့အဓိကကတော့သူတို့လိမ်မာတာလည်းပါပါတယ်ဟုတ်တယ်ဒီလိုမျိုးကျွန်တော်ကအဲ့လိုပဲကြိုက်တယ်ဟင်းနဲ့ထမင်းတွေချက်လို့ကျွန်တော်ကိုဦးစားပေးတာတွေအဲ့ဒါမျိုးတွေမကြိုက်ဘူးဒီလိုပဲရှိတာတွေစားမယ်အတူတူပေါ့တပေါင်းနဲ့တစ်စီးတည်းလောက်ကြတယ်စားကြတယ်သွားကြတယ်အဲ့လိုမျိုးပေါ့နော်ရှိရောမရှိဘူးဘာလို့ဆိုတော့ ကိုကလည်းရင်းရင်းနှင်းနှင်းပေါင်းရတာပေါ့နော်ကလေးတွေပုံမလင်းလင်းနေရတယ်နောက်ပြီးတော့ဟိုကျွန်တော်ကအပြင်ကိုမတွေ့ဘူးလေတခြားတပည့်တွေတခြားကလေးတွေမသိဘူးပေါ့ကျွန်တော်ကတပည့်တွေပဲပေါ့လေကျွန်တော်တပည့်တွေကျွန်တော်တပည့်တွေမှာတော့မရှိပါဘူးအဲဒါကဆရာကိုယ်တိုင်ကလည်းဆရာကိုယ်တိုင်ကလည်းတပည့်တွေပုံမှာပေါ့နော်ဟိုဘယ်လိုပြောမလဲဟိုလေဟိုတာရနေတာပေါ့နော် तू ကတော့ဖြင့်ချမ်းသာလို့ तू ကတော့ဖြင့် မရှိလို့အဲ့ဒါမျိုးတွေပေါ့မထားရဘူးဒီဒါတွေကကျွန်တော်ပြောမှမဟုတ်ပါဘူးအကုန်လုံးကတည်တည်သားပဲလေနော်ဒီလိုမျိုးပေါ့အားလုံးကဒန်းတို့ညီတို့ဆက်ဆံနိုင်ရမယ်သူတို့ကကလေးတွေပေါ်မှာကျွန်တော်တို့ကဒန်းတို့ညီမြအသာတို့ညီမြဆက်ဆံနိုင်တယ်ဆိုလို့ရှိရင်ဟိုကလေးတွေကလည်းကိုယ့်ကိုယုံကြည်တယ်လေးစားတယ်အရာရာလည်းပုံပွင့်လင်းလင်းရှိမယ်နောက်တစ်ခုကကြတော့အဲကိုပြုစုပြောထောင်လိုက်တယ်ကိုလက်ကထွက်သွားတယ်ကလေးတွေပေါ့နော်သူတို့ကအောင်မြင်တဲ့လမ်းကြောင်းပေါ်ကိုရောက်သွားပြီးကိုထက် အလုပ်တွေလုပ်ရမယ်ကိုထက်တာတဲ့ကလေးတွေအများကြီးရှိတာပဲပေါ့နော်ဆိုတော့ကိုထက်တာသွားပြီးတော့မှကိုထက်အလုပ်တွေလုပ်နေရမယ်ပေါ့လေအဲ့လိုကလေးတွေမျိုးကိုလေကိုကဘယ်လိုပြောမလဲဟုတ်လေအရင်တိုင်းပဲဆက်ဆံနိုင်ရမှာပေါ့နော် तू 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 မှာအလုပ်ရှိလို့ तू ကတော့ဖြစ်ငါထက်တာသွားပြီးတော့ငါအဲ့လိုမျိုးကြီးပုတ်နေတာမျိုးတွေလေနော် तू လမ်းကြောင်းမမှန်အောင်ကိုကနောက်ကနေပြီးတော့လိုက်ဖြတ်တာမျိုးတွေအဲ့လိုမျိုးတွေတော့မလုပ်သင့်ဘူးဟိုအဲ့လိုစိတ်လည်းမရှိရဘူးပေါ့နော်ကျွန်တော်မှာတော့မရှိဘူး ကလေးတွေအောင်မြင်နေတယ်ဆိုကျင်းတယ်သူတို့မအောင်မြင်အောင်မြင်အောင်လို့ကိုကျွန်တော်ကတွန်းပို့ပေးတာဘာလို့ဆိုတော့ကိုယ့်ရဲ့တပည့်လေကိုယ့်ရဲ့တပည့်ကကိုထက်တာနေမှာ ကိုကိုရိုင်းကလည်းဟိုဘယ်လိုပြောမလဲဆရာကောင်းဖြစ်မယ်နောက်ပြီးတော့ကျွန်တော်အနေနဲ့လည်းပို့ပြီးခုံရှိတယ်လို့မျိုးကျွန်တော်အလုပ်မှာလည်းပို့ပြီးတော့တိုးတက်တယ်ဘာလို့ဆိုတော့ဒီဆိုးအောင်စီကနေပြီးတော့မွေးလှုပ်လိုက်တဲ့တပည့်တွေကအောင်မြင်နေကြပါလားဆိုတာမျိုးပေါ့နော်ဆိုတော့ငါလည်းသူစီသွားမယ်ငါသားသမီးလည်းသူစီပြုတ်မယ်ဒါမျိုးကတော့ အဲ့ဒါကိုကျွန်တော်ကြိုက်တယ်။မာကြီးမာကြီးကအဓိကပေါ့နော်။ပြီးတော့တော့ကျွန်တော်မှအတိုင်းဝိုင်းနေရှိတယ်။မာကြီးရှိနော်ဥပမာမမြင့်စုတို့မလတ်တို့အန်တီပေါက်တို့ပေါ့နော်။အန်တီပေါက်ကတော့ကျွန်တော်အပေါ်မှာအဓိကတော်အောင်ပေးတယ်။ကျွန်တော်စိတ်သက်ကြနေမယ်ဆိုလို့ရှိရင်မြင့်ပေးတယ်။ဒါမျိုးပေါ့အန်တီပေါက်တွေကကျတော့ကျွန်တော်မောင်နှမလို့မောင်နှမလို့ချစ်ချစ်ခင်ခင်နဲ့ကိုယ့်ရဲ့စိုးရာတွေရောမကောင်းတာတွေရောကောင်းတာတွေရောအကုန်လုံးဖွင့်ပြောဖြစ်တယ်။တိုင်ပင်ဖြစ်တယ်ပေါ့နော်။နောက်ပြီးတော့ကျွန်တော်ဒီဒီဇိုင်နာလို့လုပ်တာကလည်းပြောခဲ့ပြီးပါပြီ။ဒါအန်တီပေါက်ရဲ့တော်အောင်ပေးကြအောင်ပဲကျွန်တော်ဖြစ်လာတယ်။ ဆိုတော့ဒါအန်တီဘောက်ကအဓိကပါเนาะပြီးသွားရင်တခြားမာရေးစမ်းဘက်မှဆိုလို့ရှိရင်မိတ်ကပ်ပိုမာတို့ဥဆိုးတို့အမေလင်းတို့အများကြီးပဲရှိတယ်တကယ်ဟိုဥပမာဆုံးပါသွားတဲ့အန်တီပွင့်တို့ပေါ့เนาะဒါလူကြီးလူကောင်းတွေကြီးပဲကျွန်တော်တို့ကပေါင်းတင်ခဲ့ရတာပြီးသွားတော့မှသူတို့ရဲ့ဆေးရဆရာတွေပေါ့เนาะဥပမာအမေဇော်ပေါ့ခင်ဇော်ဝင်းကိုကျွန်တော်ကမမိလိုက်ပြင်မယ်ခင်ဇော်ဝင်းကဘလို့ဘလို့ဆိုတာတွေကိုသူ့သားသမီးတွေဖြစ်တဲ့သူတွေအကုန်လုံးပြောပြနေတော့ကျွန်တော်တို့ကလည်းနားလဲတယ်ဥပမာဦးခင်သေးဆိုလို့ရှိရင်လည်းဆုံးသွားပြီပေါ့သူတို့ဆိုလို့ရှိရင်လည်းကျွန်တော်တို့เนี่ยမိသားစုလိုပဲ လပွန်တတိနေခဲ့ကြတယ်ပေါ့နော်ဒီလိုတွေပါပဲကျွန်တော်တို့မှာကမိတ်ဆွေကောင်းတွေဆရာသမားကောင်းတွေအခုမှမာမီဆန်တို့နော်မာမီဆန်ဆိုတာမာရီဆန်တို့ရဲ့ဆရာပေါ့သူတို့တွေနဲ့ကအများရန်ချင်းနေပြီးတော့ဆိုတော့သူတို့ကတွင်တင်ဆုံးမတာရှိမယ်ပြီးသွားလို့ရှိရင်ဟိုဘယ်လိုပြောမလဲမတ်ထတ်တို့ပေါ့နော်မတ်ထတ်မတ်ထတ်တဲ့အကျင်ဆိုမမျိုးမမျိုးတို့မာရီထိုးမွန်းတို့ရှိမယ်ပြီးသွားတော့အဲအန်တီမာအန်တီမာဆိုတာအဝဲပေါ့အဝဲတို့အမိသားစုတစုလုံးနဲ့လဲကျွန်တော်တို့နဲ့ကဒီလိုမျိုးနေတော့အားလုံးကကျွန်တော် လိမ္မာရေးချရှိအောင်တုံတင်ပေးကြရတယ်เนาะဆုံးမကြရတယ်ဆိုတော့မိသားစုလိုပဲနေခဲ့တာဆိုတော့အဲကျွန်တော်လည်းလိမ္မာတာပေါ့ဟုတ်ဒီလိုပါပဲရှိကြပါတယ်ပေါ့เนาะဒီလိုပဲဟို အများကြီးရမ်းပဲဖြစ်နေအောင်ပါပဲဒါအရင်တော့ကလည်းရှိခဲ့သလိုအခုလည်းရှိသလိုနောက်လည်းဖြစ်နေကြမှာပဲပေါ့နော်ဒါကတော့ဒီလိုပါပဲတယောက်နဲ့တယောက်ကဘယ်လိုပြောမလဲအမြင်ကြီးကြီးလင်းလင်းလေးမထားနိုင်ဘူးဆိုလို့ရှင်တော့အများနဲ့ဖြစ်ကြမှာပေါ့နော်အဓိကကဘယ်လိုလဲဆိုရင် ကိုကတယောက်နဲ့တယောက်ကဖေးမရမယ်အဲမောင်နှမလိုမျိုးနေရမယ်ဆရာသမားဆရာသမားကတော့အဆင်ပြေတယ်ပေါ့နော်အဲတပည့်တပည့်ချင်းတွေအချင်းချင်းတွေဆိုလို့ရှင်ဒါမောင်နှမလိုမျိုးလို့ပေါ်ကန်ဘက်လိုမျိုးပေါ့เนาะအချင်းချင်းလေးတွေအဲ့လိုနေနိုင်မယ်ဆိုလို့ရှင်တော့ဒီလိုပို့တိုက်မှုတွေကတော့နေရတာပါပဲ ဟုတ်ကဲ့ပါဗျာကျေးဇူးများကြီးဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဗျာ